္ဂလာပါရှင်ဒီမိုကရက်တစ်မြန်မာအသံရုံးမြင့်တန်ကြားအစီအစဉ်တွေကိုရှုစားနေကြရတာဖြစ်ပါတယ်ဒီကနေ့မြန်မာတက္ကသိုလ်1384ခုနှစ်တဘောတွဲလစုပ်9ရက်ခရစ်နှစ်2023ခုနှစ်မတ်လ6ရက်ဗုဒ္ဓဟူးနေ့ညနေ6နာရီအထိစုစည်းရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ရှင်ဆုံးမှုတွေရုပ်သိမ်းဖို့ EU ကောင်ဆောင်ကိုတမရဦးသိန်းစိန်တောင်းဆိုလိုက်တဲ့တဲ့ရင် မလ17ရက်နေ့မှာ KIO နဲ့အစိုးရတို့တွေ့ဆုံမဲ့တဲ့တွင် NLD ရဲ့နိုင်ငံလုံးဆိုင်ရာညီလာခံကိုယ်စားလှယ်အဖြစ်ကနေညီညွတ်ရေးကိုဖြိုဖျက်စေမဲ့အပြုအမူတွေပြုလုပ်တယ်ဆိုပြီးကိုယ်စားလှယ်၄ဦးကိုပယ်ဖျက်လိုက်တဲ့တဲ့တွင်ဒီသတင်းတွေနဲ့အတူနိုင်ငံတကာသတင်းအားကစားသတင်းတွေကိုလည်းရှုစားရမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ ဥရောပနိုင်ငံတွေကမြန်မာနိုင်ငံအပေါ်ပိတ်ဆို့အရေးယူမှုတွေကိုရုတ်သိမ်းပေးဖို့မြန်မာသမ္မတဦးသိန်းစိန်က EU ကောင်စီခေါင်းဆောင်နဲ့တွေ့ဆုံချိန်မှာတောင်းဆိုလိုက်ပါတယ်။ဒီသတင်းကိုခွန်ဘတာတင်ဆက်ထားပါတယ်ရှင်။ဥရောပ၅နိုင်ငံကိုလဲ့လဲရောက်ရှိနေတဲ့တမ္တာဥသိန်းစိန်ဟာမတ်လ၅ရက်နေ့ကဘယ်လ်ဂျီယံနိုင်ငံဘရက်ဆဲလ်မြို့ကိုရောက်ရှိခဲ့ပြီးဥရောပအကြီးအကဲတွေနဲ့တွေ့ဆုံချိန်မှာ ပိတ်ဆို့အရေးယူမှုတွေနဲ့မြန်မာနိုင်ငံအပေါ်နှိမ့်စင်လွတ်အခွင့်အရေးအဆိုတင်သွင်းမှုတွေကိုရပ်ဆိုင်ဖို့လဲ တမတကတောင်းဆိုခဲ့ပါတယ်သူ EU အနေနဲ့မြန်မာရဲ့ပို့ကုန်တွေအပေါ်မှာဒီ GSP အခွင့်အရေးများဆောက်လွှဲစွာကျွန်တော်တို့ပြန်လည်ပြီးတော့ပေးရနိုင်ရေးနောက်မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့ဒီကန့်သတ်ချက်တွေမဒါတွေကိုကျွန်တော်တို့အပြစ်တိုင်ခေါ်လို့ရုပ်သိမ်းရေးနိုင် EU ကမြန်မာနိုင်ငံနဲ့ဆက်လင်းပြီးတော့ဒီနှစ်စဉ်လူ့အခွင့်အရေးဆိုင်ရာဒီအဆူမူကြမ်းတင်သွင်းနေမှုကိုရပ်ဆက်ပေးလို့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်းဥက္ကဋ္ဌကြီးကိုတိုက်တွန်းပြောကြားခဲ့ပါတယ်ဥရောပကောင်ဆောင်တွေကလည်း

ethnic minority rights မြန်မာအစိုးရတွေကိုအားပေးပါတယ်လာမယ့်2015ရွေးကောက်ပွဲကိုလည်းလူလပီတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အစိုးရက ဆောင်ရွက်ဖို့လိုပါတယ်အရေးကြီးတဲ့လူအခွင့်အရေးနဲ့တိုင်းရင်းသားလူနည်းစုတွေရဲ့အခွင့်အရေးတွေကိုလည်းတိုးတက်အောင်ဆောင်ရွက်ဖို့တိုက်တွန်းလိုပါတယ်လို့ EU ဥက္ကဋ္ဌဟာမန်ဘင်ရူဘေးကပြောပါတယ် ဒါအပြင်အေယူအနေနဲ့မြန်မာနိုင်ငံနဲ့ယင်းနှိမ့်မြောက်မှုဆန်ရသဘောတူညီချက်တရားချမှတ်ဆောင်ရွက်ဖို့နေလန်းရှာဖွေဆောင်ရွက်သွားမယ်လို့အေယူအကြီးအကဲတွေကပြောပါတယ်။အာဒမခိုင်စေမှုဆန်ရနိုင်ငံတကာသဘောတူညီချက်တွေကိုချိုးဖောက်တဲ့အတွက်ဆုံးရှုံးခဲ့ရတဲ့အခွန်သက်သာခွင့်တွေကိုလည်းပြန်လည်ရရှိဖို့အေယူအနေနဲ့မြန်မာနိုင်ငံကိုကူညီဆောင်ရွက်ပေးဖို့ကိုလည်းတမ္တအုတ်သိန်းစင်ကတောင်းဆိုခဲ့ပါတယ်။ တမ်ဒါဥတင်စင်ဟာဩစတြေးလျနိုင်ငံကိုရောက်ရှိနေချိန်တုန်းကလည်းမြန်မာနိုင်ငံပေါ်ပိတ်ဆို့အရေးယူမှုတွေကိုလုံးဝရုပ်သိမ်းပေးဖို့ EU နိုင်ငံတွေကိုမေတ္တာရခံခဲ့ပါတယ်။မြန်မာနိုင်ငံမှာဥတင်စင်အစိုးရတက်လာပြီးနောက်ပိုင်းပြပြင်ပြောင်းလဲမှုတွေလှုပ်ဆောင်လာတဲ့အတွက်ဥရောပတမကလက်နဲ့ရောင်းဝယ်ကိစ္စကလွဲလို့တခြားပိတ်ဆို့အရေးယူထားတာတွေကိုပြီးခတ်တဲ့နေ့ထဲမှာယာယီဆိုင်ငံ့ထားတာဖြစ်ပါတယ်။ တမ်ဒါဥသိန်းစိန်ဟာဩစတြေးလျနိုင်ငံကနေဘယ်ဂျီယံနိုင်ငံကိုရောက်ရှိနေပြီးသူ့ရဲ့ဆယ်ရက်ကြာဥရောပခရီးစဉ်အတွင်းမှာဘယ်ဂျီယံနိုင်ငံကနေတဆင့်အီတလီနိုင်ငံကိုဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ကျွန်တော်ခွန်ဘတ်တာပါ။ရန်ကုန်တိုင်းအင်းစိန်မြို့နယ်ရွာမရှိမြမစည်းဝါးရေးကော်ပိုရေးရှင်းဘိုင်အမှတ်3တမနီဆက်ယုံဝင်းအတွင်းမှာဒီကနေ့မနက်10:00ခွဲလောက်ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါတယ်။ဥအောင်ကြီးသတင်းပေးပို့ထားပါတယ်ရှင်။ ။ဟုတ်ကဲ့ဗျာအခုဆိုလို့ရှိရင်ရန်ကုန်တိုင်းရင်းဆက်ပေါ်တဲ့တရကျိုးဆက်ဆက်ရုံမှာရှိတဲ့ကောင်းကောင်းပြည်ပိုင်းကဘီလောင်ကျမ်းမှုကိုဖြစ်တယ်ပါဗျာ။ဘီလောင်ကျမ်းမှုလက်ဆက်နိုင်တော့မှစတင်လောင်ကျမ်းနေလို့ရင်းဆက်ရုံနဲ့ရက်စကအတူတူပြောကြပါရစေ။တဲမှာအခြေအနေဘယ်လိုရှိလဲဘို့တဲမှာချင်းပါလေမိတော်မှာဘုမင်းကြီးနဲ့ဆုံးဆုံးဥတံဘယ်လောက်ရှိမလဲတောင်းတော့ပြောတယ်မပြောတော့ဘူးကျွန်တော်မိတဲ့ကွယ်မှာတော့ကျွန်တော်ကျွန်တော်ပြောတယ်ဆိုလူရထိလိုက်တာရရပါလေရောမရှိပါဘူးခင်ဗျာဟုတ်ပါတယ်ကျွန်တော် ိတ်ပြိုးနေမှာရှိတယ်။တိုင်ကျူတဲ့စိတ်ဟုတ်ပါဘူး။ငောင်းနေထားတဲ့များပြီးလက်ဆက်နိုင်ပါမိစတွေလောက်ကျန်တယ်လို့စိတ်ပြိုးနေရဲတက်ဖက်ကြတယ်များတော့ပြောကြပါပါလေ။ဒီကဲကနေစတဲ့လောက်ကျန်နေဆိုတော့ရောဒီတရရှိရင်ဆက်လက်ဆွေးနွေးရပါ။လာမယ့်မတ်လ17ရက်နေ့ကျရင်အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တွေနဲ့တရုတ်နိုင်ငံရွှေလီမြို့မှာတွေ့ဆုံကြမယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူဦးလာနန်းကပြောပါတယ်။ KIO နဲ့အစိုးရဟာပြီးခဲ့တဲ့ February လ၄ရက်နေ့ကလည်းတွဲဆုံဆွေးနွေးခဲ့ပြီးအဲ့ဒီဆွေးနွေးပွဲမှာစစ်ရေးအရှိန်တွေရှော့ချမယ်လို့ပြောခဲ့ပေမဲ့တိုက်ပွဲငယ်တွေပြန်ဖြစ်နေတာအစိုးရတပ်ဘက်ကတပ်တွေနောက်ဆုတ်သွားတာမရှိပဲတပ်အလဲအလှယ်လုပ်တာစစ်စခန်းတွေပြင်ဆင်ဆောက်လုပ်နေတာတွေကိုတွေ့ရတဲ့အတွက်စစ်ရေးကိစ္စလည်းထပ်ဆွေးနွေးဖို့ရှိတယ်လို့သူကဆက်ပြောပါတယ်။ အစိုးရငင်းငယ်ရေးဖော်ဆောင်ရေးအဖွဲ့နဲ့ဆွေးနွေးနေတဲ့ဖြစ်စဉ်အကြောင်းတွေနဲ့ပတ်သက်ပြီး KIO အရာရှိအရာခံတပ်သားတွေကြားရှင်းလင်းပွဲတရက်ကိုလည်းဌာနချုပ်လိုက်စားမှာမလ၄ရက်နေ့ကပြုလုပ်ခဲ့တယ်လို့ဦးလာနန်းကပြောပါရယ်ဆွေးနွေးပွဲမှာစောင့်ကြည့်အကဲခတ်မဲ့ဈာနေအဖွဲ့အစည်းလဲလိုအပ်တယ်လို့လည်းပြောပါရယ်ပြီးခဲ့တဲ့ဆွေးနွေးပွဲတုန်းကတော့တရုတ်အစိုးရကဈာဝင်စီစဉ်ပေးခဲ့ပြီးဆွေးနွေးပွဲကိုအစင်းမြင့်တန်တမန်နှစ်ဦးတက်ရောက်ခဲ့ပါရယ်ရှင် 2012ခုနှစ်ဇန်နဝါရီလကအစိုးရနဲ့ KNU တို့အပြစ်အခတ်ရက်စဲပြီးတဲ့နောက်မွန်ပြည်နယ်တထုံခရိုင်မှာပထမဆုံးအနေနဲ့ KNU KNLA တက်မဟာတရဆက်ဆံရေးရုံးကို February လ9ရက်နေ့ကဖွင့်လှစ်လိုက်ပါတယ်။ဒီသတင်းကိုတော့ဒေါ်အေးမီဆက်ပေးပို့ထားပါတယ်ရှင်။ ။ဟုတ်လားပါရှင်။သူမြင်တွေ့နေရတော့မွန်ပြည်နယ်တထုံမြို့နယ်နောင်မိုကြီးရလေးမှာပြုလုပ်တဲ့ KNU KNL လို့တက်မဟာတူဆက်ဆံရေးရုံးဝင်ဖွင့်ပွဲအခမ်းအနားမှာပဲဖြစ်ပါတယ်ရှင်။ဒီအကြောင်းကိုကျွန်တော်တို့ဒီမိုကရေစီလင်မအတန်ကအသေးစိတ်ရှိရှိနိုင်မှုအတွက်ဆက်လက်ရည်တည်တည်ကြသွားမှာဖြစ်ပါတယ်ရှင်။ဆက်ဆံရေးရုံးဆောင်ဦးလား။ဒေကျုပ်ပြည့်ခွင့်လေးပေးပါရင်လေးစားစွာတင်ပြအပ်ပါတယ်ရှင်။ ီမာနိုင်ငံမှာ6ရုံမြောက်ဖြစ်တဲ့ဒီစစ်စစ်ရေးရုံးဖွင့်ပွဲကိုမွန်ပြည်နယ်ဝန်ကြီးချုပ်လုံခြုံရေးနယ်နယ်စပ်ရေးရာဝန်ကြီးတို့နဲ့အတူအခြားပြည်ထောင်စုဝန်ကြီးများလည်းတက်ရောက်ခဲ့ကြတာပါစစ်စစ်ရေးရုံးဖွင့်လိုက်နိုင်တာသည်ဒါကင်ဒူမဟုတ်ရရဲ့ဘုရားကြီးစောမတူတို့နော်ဒီအဖွဲ့တွေရဲ့နောက်တော့လူတို့ရဲ့ဘာဝငင်းချရေးကိုလိုချင်ကြတယ်ဒါကြောင့်ဒါကငင်းချရေးအောင်လို့ပြစ်ခတ်ရဆဲပြီးတော့မှတကယ်ကိုစိတ်ရင်းစေတနာနဲ့ပြည်သူလူထုအတွက်အေးချမ်းသာအောင်ဆောင်ရွက်တဲ့အခါမှာ ပို့တော့အနိကဆက်ဆံနိုင်အောင်နဲ့အမျက်တိတွေ့နိုင်အောင်ဒီနေ့ဘုံမြင်နေမှာလဲဂင်ယူတမတေရဲ့ဆက်ဆံရေးရုံးကိုမြင်နေရပြီးတော့မှဆောက်ဖို့ကူတယ်ပြီးလို့ရှိရင်လုံကျော်ရေးဝန်ကြီးနဲ့ဒီဘက်ကတမတေကတမအမှုဒုတမမှုနဲ့ပေါင်းတော့မှဒီနယ်မြေမှာအမြဲတမ်းတိတွေ့ဆက်ဆံတော့အေးချမ်းအောင်လို့လုံနိုင်ဖို့ဆောက်တာဖြစ်တဲ့အတွက်အမတန်ကောင်းမွန်လို့အမတန်လည်းရှေ့လျှောက်ထားရငင်းချရေးအတွက်ထောက်ကူဖြစ်မယ်လို့ထင်ပါတယ် တိုင်းမှာလူမျိုးစုတွေကလည်းများတယ်အဲနောက်ပြီးတော့သူစကားပြောတဲ့အခါမှာအသွင်မတူတဲ့အခြေအနေလည်းအများကြီးရှိနေသေးတယ်အဲနောက်တစ်ခါပြောင်းနေပြောင်းယုံကြည်မှုပေါ့ယုံကြည်မှုတိဆောက်တဲ့အခါမှာလည်းအပြည့်အဝမရသေးဘူးအဲဒါကြောင့်မလို့ဒီအခက်အခဲတွေကြံနေသေးတယ်လို့ပြောလို့ရပါတယ်ဒါတွေကလည်းတော်တော်တော်ယုံကြည်မှုရှိလာတဲ့အခြေကြောင့်လို့ရှိရင်သူကဒီပြေပြောက်ပြီးတော့မှဒေသကြီးလုပ်ငန်းစဉ်တွေကိုဖော်ဆောင်သွားနိုင်မှာဖြစ်ပါတယ် ဆက်ဆက်ရေးရုံဖွင့်ရတာဟာအစိုးရနဲ့ကရင်လူမျိုးကြားငင်းကြေးဖော်ဆောင်မှုအတွေ့အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တယ်လို့ကရင်မျိုးသားအစည်းအဝေးရဲ့အတွေ့အမူကြောင့်ဦးစောဖွဲ့သူကြီးကပြောပါတယ်။ဒါကျွန်တော်ငင်းချမ်းတိဆောက်တယ်နဲ့ပြစ်ခိုင်းရစေခိုင်မှာဖို့အတွက်ဆက်ဆက်ရုံဆိုတဲ့အရေးကြီးတယ်ကျွန်တော်တစ်ခွက်နဲ့တစ်ခွက်ကြားမှာဆက်ဆံမှုဒီပြဿနာရှိနေလို့ရှိရင်လည်းကျွန်တော်ပြင်ရှင်းဖို့အတွက်အသိပေးတာလို့ဖြစ်ရတဲ့အရေးကြီးတယ်လို့ဆက်ဆံရုံဖွင့်တယ်။ ဒီတထုံခရိုင်တပ်မဟာတင်းစစ်စင်ရေးယုံကို ARE Foundation ရဲ့ဥက္ကဋ္ဌဦးစိုးစောကဆက်လုပ်ပေးရခဲ့တာဖြစ်ပြီးမြို့တော်နိုင်ငံလုံးအနေနဲ့ဒီလိုစစ်စင်ရေးယုံမှာ14ယုံအထိဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ကျမအင်မီဆန်ကတင်ဆက်ထားတာပါ။မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါက်အောင်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်အမတ်ကြီးတို့မလ9ရက်အင်္ဂါနေ့ညနေပိုင်းကနေပြည်တော်မှာတွေ့ဆုံခဲ့တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ Facebook စာမျက်နှာမှာဖော်ပြထားပါတယ်။ ဒီတွေ့ဆုံမှုမှာဘာတွေဆွေးနွေးရလဲဆိုတာတော့ဖော်ပြထားတာမရှိပါဘူးဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီးတရုတ်တန်ယုံကလည်းကြေညာချက်ထုတ်ပြန်ထားတာမရှိသေးပါဘူးမြန်မာအစိုးရနဲ့တရုတ်တို့ပူးပေါင်းလုပ်ကိုင်တဲ့အေယာဝတီမြေဆုံဆဲစီမံကိန်းလက်ဘရောင်းတောင်ကျင်းဤစီမံကိန်းစတာတွေကိုမြန်မာပြည်သူတော်တော်များများကစန့်ကျင်ဆန္ဒပြနေချိန်မှာအခုလိုပြည်သူ့လွှတ်တော်အမတ်တယောက်လည်းဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုတရုတ်အစိုးရရဲ့ထိတ်တန့်အာဏာပိုင်ကလာရောက်တွေ့ဆုံနေဆိုတာဟာထူးခြားမှုတစ်ခုလည်းဖြစ်ပါရဲ့ရှင်။ မြန်မာပြည်ကိုရောက်ရှိနေတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေအဖွဲ့ဝင်တွေဟာမတ်လ6ရက်နေ့မှာတိုင်းရင်းသားပါတီအဖွဲ့အစည်း5ခုနဲ့တွဲဆုံဆွေးနွေးခဲ့ပါတယ်။ဒီသတင်းကိုတော့ဒေါ်ညိုမာတက်ပေးပို့ထားပါတယ်ရှင်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်လူမျိုးနယ်မြေအဖွဲ့ဝင်တွေဟာရန်ကုန်မြို့ကုန်းပိုင်မှာရှိတဲ့ရှမ်းတိုင်းဒေသကောင်းဆောင်ဥက္ကဋ္ဌထုံးရဲ့နေအိမ်မှာတွေ့ဆုံခဲ့တာပါ ဆွေးနွေးပွဲမှာလက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ဖက်ဒရယ်ပြည်ထောင်စုသစ်ဖြစ်ပေါ်ရေးကိစ္စတွေကိုအဓိကဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။တွေ့တဲ့အခါမှာပေါ့နော်ဗားရင်းရဲ့ဆွေးနွေးဖြစ်ပါနေရှင်။အော်ဘက်ဆိုပေါ်ပြအကြောင်းဆိုပေါ်โอเคအခုလက်ခိရှိတယ်အဓိကလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေနောက်ပြီးတော့ကျွန်တော်တို့ဟာတို့ဒါတို့မသားတော့လို့ဆိုရင်တော့ဒီတိုင်းပြည်ဟာမလဲ အာဒီချီတွေအားလုံးက Federal Constitution ဒီကလည်းဟဟ Federal ချေကဥပဒေတွေကလည်းဒါတိုက်ပြီးရဲ့ထွက်ထွက်ပေါက်ဆိုတော့အဲ့ဒါသူတို့မချက်ချပါပါတယ်ပြောပါပါတယ်အဲ့ဒီတွေ့ဆုံပွဲကိုရှမ်းမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဇုံမီမျိုးသားကွန်ဂရက်ရခိုင်ဒီမိုကရေစီဖွဲ့ချုပ်မော်မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကယန်းတီတူပါတီကခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်အခုဒီနေ့ကတော့ဒီနေ့တိုင်းလာဖွဲ့စည်းပါနော် UN နဲ့ကျွန်တော်တို့တွေ့ဆုံဖြစ်ပါတယ် ဲ့အဲ့လိုတွေ့တွေ့ဆောင်နေရမှာပေါ့နော်။အရင်တော့က NLD ခံနေအနေနဲ့ပေါ့နော်။ဟိုအခုဆိုလို့ရှိရင်ဟိုအခုအမျိုးသားဒီမိုကရေစီဖတ်ချုပ်ပေါ့နော်။ဒီလိုတွေနဲ့ဟိုအငယ်တို့ဖူးဖားမှုစီစဉ်ရှိနေအဲ့ဒီလိုတွေပါဆိုလို့ရှိတာ။ကျွန်တော်တို့ကဟိုခွဲပြီးတော့တောင်းယူရတာဖြစ်တာကျွန်တော်ခွဲခဲ့တာမရှိပါဘူး။ဒါမှမဟုတ်လုပ်ငန်းတောင်းယူတော့ကျွန်တော်တို့ရှိတဲ့နေရာတွေကနေပြီးတော့ကျွန်တော်တို့ကအတူတူတွဲပြီးတော့ဆက်ပြီးလုပ်သွားမယ်ဆိုတဲ့ပုံစံကတော့ အများလည်းရှိတယ်အခုလည်းရှိတယ်ရှေ့လည်းဆက်နေပါမှာခဲ့လာခဲ့အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်လွတ်မြောက်နယ်မြေအဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့သတင်းပတ်တွင်ကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးအခုလ9ရက်နေ့မှာကျင်းပမယ့်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နိုင်ငံလုံးဆိုင်ရာညီလာခံကိုလည်းလေးလာသူတွေအဖြစ်တက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်ရှင်ဒီမှာညီမတက်ကသတင်းပေးပို့ထားတာပါ မကြခင်မှာကျင်းပတော့မဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့နိုင်ငံလုံးဆိုင်ရာညီလာခံကိုယ်စားလှယ်အဖြစ်ကနေအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်ဗဟိုညီလာခံကိုယ်စားလှယ်၄ဦးကိုရက်စဲလိုက်တယ်လို့မလ9ရက်နေ့ရက်စွဲနဲ့အဖွဲ့ချုပ်ကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဘခုညီလာခံကိုစလဲအဖြစ်ကနေရက်စဲခံရတဲ့သူတွေဟာလမ်းမော်မြို့နယ်ဒီကျုပ်ဥက္ကဋ္ဌရွှေပြည်သာမြို့နယ်ဒီကျုပ်ဥက္ကဋ္ဌရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်ဥက္ကဋ္ဌနဲ့စကိုင်းတိုင်းဒေသကြီးကောလင်းမြို့နယ်ဘခုညီလာခံကိုစလဲတို့ဖြစ်ပါတယ်အဲ့ဒီပုံကိုယ်တွေဟာအဖွဲ့ချုပ်အတွင်းညီညွတ်ရေးကိုပြိုကွဲပြက်စီးစေမဲ့အပြုအမူအပြောအဆိုလှုံ့ရှားမှုတွေပြုလုပ်တယ်လို့ခိုင်လုံတဲ့သတင်းအရလို့ကြေညာချက်ထဲမှာဖော်ပြပါရှိပါတယ်ရှင် သက်58နှစ်အရွယ်ဗင်နီဇွဲလားနိုင်ငံသမ္မတဟူဂိုရှာဗက်စ်ဟာကင်ဆာရောဂါကြောင့်မက်လ9ရက်အင်္ဂါနေ့ကကွယ်လွန်သွားပြီဖြစ်ပါတယ်။ဒုသမ္မတနီကိုလတ်စ်မာဒူရိုကယာယီသမ္မတအဖြစ်တာဝန်ယူမှာဖြစ်ပြီးရက်ပေါင်း30အတွင်းရွေးကောက်ပွဲခေါ်ယူဖို့ရှိတယ်လို့နိုင်ငံသားရေးဝန်ကြီးဖြစ်တဲ့အဲလီယက်စ်ဂျာဝါကပြောကြားပါတယ်။ Mr. Chavez ဟာအမေရိကန်အစိုးရကိုအငြင်းလိုလိုပုတ်ခတ်တိုက်ခိုက်လို့ရှိပြီးရုရှားတရုတ်နိုင်ငံတို့နဲ့အဆင်ပြေတဲ့သူလည်းဖြစ်ပါတယ်။ သူကွယ်လွန်ကြောင်းဒုတိယသမ္မတကတိုင်းပြည်ကိုအတီးပေးတဲ့မိန့်ခေါ်မှလည်းဗန်နီဇွဲလားနိုင်ငံကိုမကောင်းကျင်နာတွေရှိနေပြီးအမေရိကန်တန်တမန်တယောက်ကိုတိုင်းပြည်ကနေနှင်ထုတ်လိုက်တယ်လို့လည်းပြောသွားပါတယ်။ကင်ဆာရောဂါကိုနှစ်နှစ်ကြာခံစားလာရပြီးကျူးဘားနိုင်ငံမှာရေရှည်ဆေးကုသမှုခံယူခဲ့တာပါ။ သူရဲ့ဆင်းရဲသားတွေနဲ့ချမ်းသာသူတွေအကြားခွဲခြားအုပ်ချုပ်တဲ့၁၄နှစ်ကြာအုပ်ချုပ်ရေးလဲအဆုံးသတ်သွားပြီလို့လည်းဆိုကြပါတယ်။ရှာဖက်စ်ရဲ့ရုပ်အလောင်းကိုထုံးစံအရဇာပနာအခမ်းအနားကျင်းပမဲ့လာမဲ့တောက်ကြနေမတိုင်ခင်အထိကရာကတ်စ်ကစစ်တင်နှန်းကြောင်းမှာထားရှိမှာဖြစ်ပါတယ်။ခုနှစ်ရက်ပြည့်ဝန်းထဲကြေခွဲခြင်းအခမ်းအနားကိုလည်းကျင်းပမှာဖြစ်တယ်လို့အာနာပိုင်တွေကပြောကြားပါတယ်ရှင်။ ဂျပန်နိုင်ငံမှာပထမဆုံးလိန်တူချင်းမင်္ဂလာဆောင်အဖြစ်ကိုယူကီဟီကာရှိနဲ့သူ့အဖော်ဟီရိုကိုတို့ဟာပြီးခဲ့တဲ့မလတရက်နေ့ကမင်္ဂလာပွဲကျင်းပခဲ့ကြပါတယ်။အမျိုးသမီးချင်းမင်္ဂလာဆောင်တာကိုသဘောမတူကြတဲ့လူတွေရန်ကကာကွယ်တဲ့အနေနဲ့သူ့ရဲ့မိဘမျိုးရိုးနာမည်ကိုထိန်ချန်ထားတဲ့ဟီရိုကိုနဲ့ရုပ်ရှင်သရုပ်ဆောင်ဟောင်းကိုယူကီဟီကာရှိတို့ရဲ့တိုကျိုဒစ္စနီလန်မှာပြုလုပ်ကျင်းပတဲ့မင်္ဂလာပွဲတပ်ပုံတွေကိုသူတို့ဟာမလ၄ရက်တနင်္လာနေ့မှာလူမှုမီဒီယာပေါ်ကိုတင်ခဲ့ကြပါတယ်။တပ်ပုံအညွှန်းစာတွေမှာလည်း မီကီမောက်စ်နဲ့မီနီမောက်စ်တို့ကသူတို့ရဲ့မင်္ဂလာဆောင်စာချုပ်မှာလက်မှတ်ရေးထိုးပေးထားတယ်လို့လည်းဖော်ပြထားပါတယ်ဒီမင်္ဂလာပွဲလက်ခံကျင်းပပေးတဲ့တိုကျိုဒစ္စနီလန်အပန်းဖြေဥယျာဉ်ကတော့ကုမ္ပဏီရဲ့မူဝါဒကြောင့်ရုပ်ရှင်ပြကွက်သို့မဟုတ်ဓာတ်ပုံတွေကိုမီဒီယာကိုတင်ခွင့်မပြုထားပါဘူးလိန်ဒူဇုံတွေကတော့သူတို့ရဲ့မင်္ဂလာဆောင်ကိုနာမည်ကျော်ပန်းချန်ကြီးမှကျင်းပရတာပျော်ရွှင်တယ်လို့မင်္ဂလာပွဲပြီးလို့နောက်တည့်ရက်တိုကျိုမှာပြုလုပ်တဲ့အခမ်းအနားပွဲမှာပြောပါတယ်သူတို့ရဲ့မင်္ဂလာပွဲကိုလူ200 300လောက်ကတက်ရောက်ချီးမြှင့်ခဲ့ပါတယ် ဂျပန်နိုင်ငံမှာလိန်တူချင်းချစ်ကြိုက်တာကိုစန့်ကျင်တဲ့ဥပဒေတွေမရှိပေမဲ့လည်းလူအဖွဲ့အစည်းတွေကတော့ဒီလိုကိစ္စတွေကိုတရားဝင်သဘောတူခွင့်မပြုထားပါဘူး။ဟီရိုကိုနဲ့ဟီကာရှိရိုကတော့သူတို့ရဲ့မင်္ဂလာပွဲဟာအနာဂတ်မှာလိန်တူချစ်သူတွေရဲ့အခွင့်အရေးတွေကိုလူအတိုင်းအဝိုင်းကအတိအမှတ်ပြုလာစေဖို့ကြိုတင်ကူညီလှုံ့ဆော်တဲ့တင်ကေတခြေလှမ်းတစ်ခုဖြစ်လာဖို့မျှော်လင့်တယ်လို့လည်းပြောကြပါရရှင်။ ာလာမယ့်ဧပြီလမှာကမ်းလွန်ရေနံနဲ့သဘာဝဓာတ်ငွေလုတ်ကွက်သည့်နှစ်ဒါဇင်လောက်အတွက်နိုင်ငံခြားကုမ္ပဏီတွေကိုလေးလံခေါ်ယူသွားဖို့ရှိတယ်လို့ထိတ်တန့်စွန့်ရင်ဝန်ကြီးဌာနတာဝန်ရှိသူတယောက်ကပြောကြားပါတယ်။ဒီကြိမ်ထူးခြားချက်ကတော့လုပ်ငန်းကိုဖက်ဆက်လုပ်ကင်ဖို့ဒေသခံကုမ္ပဏီတွေနဲ့မဖြစ်မနေတွဲပြီးလုပ်ကင်စရာလည်းမလိုတော့ဘူးလို့အဲ့ဒီအမည်မဖော်လိုသူတာဝန်ရှိသူကပြောကြားကြောင်း Writers သတင်းမှရေးသားထားတာပါ။ စွဲရင်ဝန်ကြီးဌာနဟာဇန်နဝါရီလကကုန်းမလုံကွယ်18ခုအတွက် လေးလံခေါ်ယူခဲ့ပြီးလေးလံပိတ်ရက်ကဒီလ16ရက်နေ့ပါကုန်းမလုံကွယ်18ခုအတွက်ကတော့ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေရှိဖို့လိုအပ်ပါတယ်။ဒီလိုအပ်ချက်ကြောင့်ပြည်တွင်းလုပ်ငန်းတရာလောက်ကနိုင်ငံခြားကုမ္ပဏီတွေနဲ့တွဲပြီးစီးပွားရေးလှုပ်ဆောင်မှုစွန့်ရင်ဝန်ကြီးဌာနမှတက်တော့ရိုက်ပြီးမှတ်ပုံတင်ခဲ့ကြပါတယ်။ ကမ်းလွန်လောက်ွက်တွေကတော့စိန်ခေါ်မှုပိုများပြီးအကုန်အကျလည်းပိုများတာကြောင့်ပိုဆွဲဆောင်တဲ့အနေနဲ့ပြည်ရင်းကုမ္ပဏီတွေနဲ့မဖြစ်မနေဖက်ဆက်လောက်ကရမယ်ဆိုတဲ့အချက်ကိုဖယ်လိုက်တာဖြစ်တယ်လို့လည်းပြောပါတယ်။အေပီလာအတွက်ကမ်းလွန်လောက်ွက်25ခုလောက်အတွက်တော့နောက်တစ်ချီလေးလံဖွင့်ဖို့စီစဉ်နေပြီးအများစုကပင်လယ်ရေနဲ့ပိုင်းနဲ့ရေတိမ်ပိုင်းမှာတချို့လောက်ွက်တွေပါဝင်တယ်လို့ဆိုပါတယ်။ရေနံနဲ့တဘာဝတန်ခွေကုမ္ပဏီကြီးတွေဖြစ်တဲ့ Royal Dutch Shell PLC Chevron Corp ကိုနိုကိုဖိလစ်ပ်စ်နဲ့ Exxon Mobil Corp လုပ်ငန်းကြီးတွေကတော့ကမ်းလွန်လောကွက်သစ်တွေအတွက်လေလံဆွဲဖို့စောင့်နေကြပြီလို့လည်းပြောပါတယ်ရှင်။ဒီဘောက်ကိုတင်သွင်းတဲ့ငတလောက်တွေဈေးကောင်းရနေတဲ့အတွက်ပို့ကုန်တွေအလုပ်ဖြစ်နေကြပါတယ်ဒီသတင်းကိုဒေါခင်ယူပါတင်ဆက်ထားပါတယ်ရှင်ပြည်ရင်းမှာဖန်ဆီးလို့ရတဲ့ငတလောက်အများစုကိုဈေးကောင်းရတဲ့တရုတ်ပြည်ကိုအများဆုံးတင်ပို့နေကြပြီးပြည်ရင်းမှာတော့ဈေးမြင့်မားနေတဲ့အတွက်စားသုံးသူအလုံးနဲ့ပါနေပါတယ်ဒီဘောက်ကိုဒီသတင်းမှာကြတော့ ဒီစားတော့မယ်လို့ဒီတော့ဈေးလုံးမြင့်နေတယ်ပြင်တိုင်းကြီးကလာလိုက်ပြောင်းလိုက်နေတယ်ဒီနေရာနဲ့ဟောစားနေတယ်ဒီကနေရာကြားလိုက်ပဲစားနေတယ်ငါတလောက်အကောင်ကြီးတပိတ်တာကိုအရင်ကကျက်3000ဝန်းကျင်ရှိရာကနေကျက်4000ကျော်5000နီးပါးအထိမြင့်တက်နေပြီးပြည်ထဲမှာဝယ်ယူစားသုံးနိုင်သူနေပါကပြပပုဂ္ဂိုလ်ကတွက်ချေကြိုက်နေတာလို့ငါးတိုင်းတူကပြောပါတယ် တပိတ်တော့၄တော့၅လုံးမဟုတ်အဲ့လိုနေရမှုဆိုတာ၅နဲ့တပိတ်တော့ခုလည်းခုနကပြောခုလည်းခါကြတာပေါ့ဒီလောက်ချက်တော့ယူပါဆိုခုလည်းတက်ခါကြတာလည်းခုနဲ့မကြတာပြေပေါ့ခုလည်းပြောပါလေးတော့တော့လေးတပိတ်တော့အဲ့ကဘာလေးနည်းနည်းလေးပဲအဲ့လိုမျိုးပဲ normal လေးပဲအချလိုက်ဘာပြောက်ဘာတို့ပြောက်လာလားဘာပြောက်လာလို့ဈေးပဲဘာရှိရေးဈေးပဲ6လဆိုရင်6လဆိုရင်8လိုက်ဒီတော့အော်တိုကြပါလား ်တယ်။ဒီပလိုက်ယူရင်အားရှိတဲ့ဘော။အားရှိတဲ့ကနည်းနည်းကျေးဇူးတင်ပါတယ်။ဒီပလိုက်တအားဝယ်။ဒီပလိုက်တအားရေးကြည့်တယ်ကွာ။ဒီပလိုက်တအားဝယ်။အဲ့တော့ဒီကလုံးဝချပါမရအဲ့လိုမျိုး။ငါတလောက်ရှာပါချင်းဖြစ်နေပြီးရေချိုရေငန်ဆက်တွေမှာငါတလောက်ငားတွေဖတ်မရတာကြောင့်အခုလိုဈေးမြင့်တက်တာပါလို့ငားတိုင်းတူကပြောပါရယ်ကျမခင်ယူပါပါရှင်2023ခုနှစ်အတွက် တကြံရေကစားမန်းတပ်တွေစောက်လုပ်ဖို့ရှောက်ထားနိုင်တယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မန်းတပ်နေရာချထားရေးဆက်ကော်မတီကဒီလ6ရက်နေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်ရန်ကုန်မြို့မှာရေကစားမန်းတပ်တွေစောက်လုပ်ရေကစားလိုတဲ့ကုမ္ပဏီတွေမိသားစုတွေအဖွဲ့အစည်းတွေအနေနဲ့မက်လာ6ရက်နေ့ကစပြီးမန်းတပ်နေရာတွေကိုရှောက်ထားနိုင်ကြောင်းနဲ့မက်လာ15ရက်နေ့နောက်ဆုံးထားပြီးရှောက်ထားရမယ်လို့လည်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။မန်းတပ်တွေကိုမျက်နှာစာပေါ်မူတည်ပြီးပေတရာနဲ့အထက်မန်းတပ်ကြီးပေတရာနဲ့90ကျားမန်းတပ်အလက် ေ90အောင်မန်တပ်အသေးစသည်ဖြင့်ခွင့်ပြုသွားမှာဖြစ်ပြီးတာဝန်ခံတဲ့သူကိုယ်တိုင်ကရှောက်ထားဖို့နဲ့ထက်ဆင့်လက်ပြောင်းလက်လွဲရောင်းချခဲ့ရင်ရောင်းသူဝယ်သူနှုတ်ဦးစလုံးကိုအရေးယူသွားမှာဖြစ်တယ်လို့လည်းထုတ်ပြန်ထားပါတယ်ရှင်။